ဒီကနေ့အောက်တိုဘာလဆင်ခါရက်နေ့ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့အထက်ကထူးခြားသတင်းတွေအကြောင်းကိုတော့သတင်းမှတ်တမ်းတွေရယူတိဖြတ်နေတဲ့သတင်းထောက်ကိုကျော်စိုးလင်းကိုဆက်သွယ်မေးမြန်းကြည့်ပါမယ်။ဟုတ်ကဲ့ပါကိုကျော်စိုးလင်းရင်ဒီကနေ့နောက်ဆုံးရရှိထားတဲ့သတင်းတွေထူးခြားသတင်းတွေတွေကဘာတွေများပြောပြချင်တာရှိလဲရှင့်။ဟုတ်ကဲ့ဗျ။ဒီနေ့အတွက်ကတော့ဒီတန်ရီကန်ဖြူဟာစကန်တိုက်ပွဲအကြောင်းပြောချင်ပါတယ်ဗျ။ဒီနိုင်ငံဖြူဟာစကန်ကမကွေးတိုင်းကဖဲမြို့နယ်မှာရှိတာပေါ့လေနော်။သူက ဒီရခိုင်ပြည်နယ်အန်းနဲ့ဒီပဒန်းတက်နယ်နဲ့ကိုဆက်ထားတဲ့အမ်ဘရန်လမ်းပေါ်ကအဓိကကျတဲ့ viewer စခန်းတစ်ခုဖြစ်ပါတယ်ဒီ viewer စခန်းကို AA နဲ့ဒီအာရခတ်တက်တော် AA နဲ့တော်လိုင်းပူပေါင်းတက်တွေကဒီနှစ်ဆန်းကလေးကစတိုက်ခဲ့တာပေါ့ဒါပေမဲ့လည်းဒီနှစ်ဆန်းဆိုတာဒီဇန်နဝါရီအကုန်ဖေဖော်ဝါရီလောက်ကစတိုက်ခဲ့ပြီးတော့ match လ28ရက်နေ့မှာဖြစ်တဲ့ဒီသခိုင်းငလင်လဲကြာရောဒီတော်လိုင်းတက်ဖွဲ့တွေကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ဆိုပြီးတော့တစ်ဖက်သက်အပြစ်ရက်ခဲ့တယ်ပေါ့ ဲ့ဒီအချိန်မှာစစ်တပ်ကနေပြီးတော့ဒီ viewer စခန်းမကြာရေးအတွက်သူကလူလူသူလက်နက်တွေဖြည့်တယ်ပြီးတော့နောက်ဒီဒေါ်လာကြီးတက်တယ်နဲ့ဒီ over တွေပဲဆိုင်ထားတဲ့အခြေအနေမှာဒေါ်လာကြီးတက်တယ်ဘက်ကိုသူတို့စစ်ကြောင်းထိုးတာတွေတိုက်တာတွေလုပ်ခဲ့တယ်ပေါ့အဲ့ဒီတောက်ရှောင်းမှာဒီ AA နဲ့ဒေါ်လာကြီးတက်တယ်ကခံစစ်အနေနဲ့နေထားပြီးတော့မှဒီလာပိုင်းမှာပြန်ပြီးတော့ဒီ net gain viewer စခန်းရဲ့ကာကင်းတွေကိုပြန်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်ခဲ့တာဗျဆိုတော့ဒီရက်ပိုင်းမှာတော့ ဒီနိုင်ရံပြူဟာစခန်းရဲ့ပပလဲမှာရှိတဲ့ကာကင်းတွေအကုန်လုံးကိုအေးနဲ့ပူပေါင်းတက်တွေကအသိမ့်ပိုက်လိုက်တယ်ပေါ့။သိမ့်ပိုက်လိုက်တယ်ဆိုပြီးတော့ကျွန်တော်သတင်းတွေထွက်တယ်ပြီးတော့ဒီ viewer စခန်းတစ်ခုကိုဟို viewer ကုန်းပေါ့လေ viewer ကုန်းတစ်ခုကလွဲပြီးတော့ဂျန်တဲ့ကာကင်းတွေကိုသိမ့်ပြီးတော့ပပလဲကိုဟိုထောက်ပို့ရောပြီးတော့စိတ်ကူရောအကုန်လုံးဖျက်ထားတဲ့အနေအထားမှာရှိတယ်ပေါ့။တချို့သတင်းဌာနတွေဒီရခိုင်ခြေစိုက် သတင်းဌာနတွေနဲ့တချို့သတင်းဌာနတွေကတော့ဒီ viewer ကုန်းမှာရပြီလို့ရေးတာတွေလည်းရှိတယ်။ဒါပေမဲ့ လက်ရှိချိန်ကြီးတော့ arakat.a ဘက်ကထုတ်ပြန်တာသုံးတရားမရှိသေးဘူးအဲဒီလိုအနေအထားမျိုးမှာဒီ viewer ကုန်းကိုရလိုက်ရင်ဘာဖြစ်မလဲဆိုတော့ဒီ viewer ကုန်းကဟို ambient land မှာအရေးပါတဲ့အနေအထားရှိရပေါ့ဆိုတော့ကစစ်တပ်ရဲ့ဒီအနောက်ပိုင်းတိုင်းစစ်ဌာနတွေအခြေစိုက်ခဲ့တဲ့အန်းကိုပြန်ဝင်ဖို့ဆိုလို့ရှိရင်လည်းသူကဒီ land အနေနဲ့ဖြတ်ပြီးတော့ပြန်ဝင်ပြီးတော့ဟိုပြန်ဝင်ရမှာပေါ့ရခိုင်ရိုးမောက်ကြောပြီးတော့ရခိုင်ကိုပြန်ဝင်ရမှာပြီးတော့ဒီဘက်တစ်ဖက်မှာလည်းဒီပဒန်းတက်နေရနေပြီးတော့တစ်ချက်ဆင်းလိုက်လို့ရှိရင်ကပ္ပဆာတွေရှိတယ်ကပ္ပဆာဆိုတာက ဒီစစ်တပ်ရဲ့ကာဝေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံတွေပေါ့ကြည်စံတွေထုတ်တယ်ဘုံစံတွေအမြောက်စံတွေထုတ်တယ်စက်ရုံတွေရှိတယ်အဲ့ဒါအဒီတကြောမှာတော်တော်များများရှိတယ်ဆိုတော့ဒီလမ်းကိုဒီ viewer ကုန်းကိုရပြီးသွားလို့ရှိရင် AA အတွက်ကဒီကပ္ပစားတွေဘက်ကိုလမ်းပွင့်သွားမှာဖြစ်တယ်လို့အာတစ်ဖက်မှာလည်းဒီဟိုပါပေါ့ရဟိုင်းမီနယ်ဝင်ပေါက်ကိုပြန်ပြီးထိန်းလိုက်တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့ဒီနိုင်ငံ viewer ကုန်းကဘလောက်အရေးပါလဲဆိုလို့ရှိရင်သူကဒီကပ္ပစား14ပေါ့ ဒီလက်နက်ငယ်ကြီးတနက်ကြီးစံတွေထုတ်တဲ့ကပ္ပစ14နဲ့ဆိုရင်9မိုင်ပဲဝေးတော့တယ်ပြီးတော့ဗဒန်းမျိုးနဲ့ဆိုရင်တော့12မိုင်ပေါ့လေဆိုတော့အခုဒီလိုအနေထားမှာဒီနိုင်ငံပြူဟာကုန်းကို A က A နဲ့ပူပေါင်းတက်တွေကဝိုင်းပြီးတော့ဟိုပိတ်ဆို့ထားတဲ့အခြေအနေပေါ့လေနော်ဒီတိုက်ခိုက်ဟိုတိမ့်လို့ရပြီလို့လည်းသတင်းတွေထွက်နေဒီလိုအခြေအနေမျိုးမှာစစ်တပ်ဘက်ကပြန်ပြီးတော့ဒီကပ္ပစသူ့ကပ္ပစ14နဲ့ဒီနိုင်ငံပြူဟာကြားထဲမှာခံစစ်ပြန်ပြင်နေရတဲ့အခြေအနေရှိပါတယ်ဗျဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ကနောက်ဆုံးရမြမသတင်းကပ္ပသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။ဒီဖုန်ကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ပါ နောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီ ကြီးရှုလိုက်ပါရှင်